ကဲမင်္ဂလာပါကျွန်တော် CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ပြီကျွန်တော်ဒီခေါက်မှာ listing နဲ့ပတ်သက်ပြီးအသုံးဝင်မဲ့ object လေးတစ်ခုမိတ်ဆက်ပေးဖို့ပြန်အဲ့ဒါပါလဲဆိုရင်တော့ counter objects ဟုတ်လားကျွန်တော်ရှိမှအဲကျွန်တော်ဒီကုတ်လေးကိုကျွန်တော်တချောင်းချင်းရှင်းပြမယ်ဟုတ်လား counter object ကဘယ်လိုသုံးတာလဲနာမည်က counter ရေးတွက်ညာကောင်းကောင်းကောင်းရေးတွက်ညာဟုတ်လားဘယ်လိုရေးတွက်တာကျွန်တော်ဥပမာပေးမယ်ဗျာကျွန်တော်တို့ဒီဒီဒီအခုဒီလေးလေးစပါတော့ light ရေးလို့ရတာပေါ့ဗျာဒီမှာဒီလေးလေးဒါတော်တော်လေးကို ဘလို့ရေးတာလဲဘာတွေကျွန်တော်ဥပမာဒီထဲမှာတစ်ပဏ္ဍခါပါလေနှစ်ပဏ္ဍခါပါလေသုံးပဏ္ဍခါပါအခုချက်ချင်းပြောသူပြောနိုင်ဘူးလို့ like ရေးရမှာတစ်ပဏ္ဍခါတစ်နှစ်သုံးလေဟာတစ်လေးခါပါလေဟာ2ပဏ္ဍခါပါလေ1 2 3ခါနှစ်ကသုံးခါပါလေအဲအဲ့လိုဟုတ်ကဲ့ဒါ list to 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 နေမို့လို့ like ရေးရတော့မှမျက်စိနဲ့ထားရင်တကယ် database အကြီးမှာကျွန်တော်ចောင်းသားနာမည်တူတာဘယ်နှယောက်ပါလေနော်အဇော်ဇော်ဝင်းမောင်ဇော်ဝင်းမောင်ဆိုတဲ့ကောင်အာနာမည်တူဒီကျောင်းမှာဘယ်နှယောက်ရှိလဲအဲ့မဲ့စာရိုက်တဲ့ data entry လုပ်တဲ့လူကတော့ slow mo နေမှန်နေရမယ်နော် ပရိုဂရမ်ကြီးက case sensitive နဲ့ဖြစ်နေတယ်။ slow day ကြီးကစားသူဒီအကုန် light တိုင်းနေတာဖြစ်တယ်လေ။အဲ့ဒီလိုပုံစံဖြစ်တယ်။ဟုတ်ကဲ့လား။အားလေးတွေလည်းအဲ့ဒီအကြီးသေးတွေလည်းကိုရီးယားကောင်းနေမှထားမနေဟိုလို upper key lower key နဲ့ပြောင်းပြီးရှာတင်နေတယ်။လုံးရနံပါတ်2ဘယ်နှယောက်ရှိလဲ။ဒီ item ကတော့ဟိုာ store တိုင်းမှာငါတို့ဘယ်နှခုဘယ်နှခုဘယ်နှခုရှိနေလဲ။ဘယ်နှချိန်မှာနေလဲ။အဲ့ဒီဟာထက်နေရတယ်ကျွန်တော်တို့ဘာလုပ်တာလဲ။ရှာတာ။ရှာတဲ့ object ကိုဘာလုပ်လဲ။ကောင်းတာ object ကြည့်မယ်။ကျွန်တော်ရှင်းမှာ module တွေကြောင်းပြောတယ် object တွေကြောင်းပြော object ကတော့မပြောရတယ် class ကြောင်းပြီးမှလာနော် ်ဒီမှာကျွန်တော်တို့ module တွေကြောင်းပြောတယ် module ဆိုရင်တော့ function တွေစုတယ် class တွေစုတယ်လို့ပြောခဲ့ဟုတ်ပြီဒီထဲကျွန်တော်တို့ဘယ်ထဲကအဲ့ဒီကဆို counter object ကဘယ်ထဲကလဲ counter object ဒီ collection module တွေကဒါ module တကူကိုထည့်လိုက်တာ collection module တွေကဘာကိုထည့်လိုက်လဲဆို counter object ကိုထည့်လိုက်တာ counter function မဟုတ်ဘူးနော် counter ပါတော့ object object မို့လို့များသောရင်သူဒီစလုံးကြီးနေစား function တွေဆိုများသောဖြစ်ပါလိမ့်နေစားတော့စလုံးသေးနေစားအဲဒီကြောင် ဒီကြောင်းအတိပဲဒီ from inbox တိမအောင်သုံးပြီးတော့ counter collection module တွေက counter object ကိုပါလို့လဲကျွန်တော်တို့ application ချိတ်ဆက်သုံးလိုက်အဲ့ counter object ကြီးတွေမှာလည်းကျွန်တော်တို့ညပြတဲ့ list တွေမှာပါတယ်ဟုတ်ကဲ့နော်ဟုတ်ပြီနောက်ထပ်တစ်ခု my list my list ဟုတ်ကဲ့ my list ဆိုတဲ့နာမည်နဲ့ကျွန်တော် list ကိုတည်ဆောက်လိုက်တယ်ပေါ့တော့ဗောနော်ဒီနေ့တော့ဒါကြောင်းပြင်တော့အဲ့ list နောက်ထပ်ကို list count ဆိုတဲ့ variable name တစ်ခုနဲ့ memory မှာနေရာတစ်ခုယူလိုက်ယူပြီးတော့ဘာလုပ်မှာလဲ counter object တွေကိုထည့်လိုက် counter object တွေကိုထည့်ထည့်ပြီးတော့ mindless ဆိုနေရအောင် counter object လုပ်လိုက်တယ်ဟုတ်လား mindless ကိုထည့်ပြီးတော့ဒီကောင်းအောင်မလုပ်လဲ counter object ဖန်တီးလိုက်တယ် counter object တွေကိုဒီလို list လေးတစ်ခုထည့် counter ဆိုပြီးတော့ဒီ present tense တွေမှာဒီ list လေးထည့်လိုက်တယ်လေဒီကောင်းကဘယ်လိုအခြေအနေပြရလဲဆိုတော့ကျွန်တော် print ထုတ်ကြည့်တယ် print ဆိုပြီးတော့ list count ထုတ်ကြည့်တယ်ဟုတ်လား list ရမှာ background image ချိန်ပါလဲဆိုတော့ကျွန်တော်ပြီးရင်လက်တွေ့ပြန်ထုတ်ပြီးတော့ဒီ list count ကိုကျွန်တော် font နဲ့ပတ်ထုတ်တယ် counter object ကဖန်တီးပေးလိုက်တဲ့ဒီ list count လေးကိုကျွန်တော်ဗာတော့ font နဲ့ပတ်ထုတ်တယ် ဖော်ရဲ this item ကတော့ကိုယ့်ကိုဟိုဟာနာမည်ကျတဲ့နာမည်ပေးပြီးကျွန်တော် in ပေးထည့်ရတယ်ဆိုရင်ဒီ list ကောင်းနေတဲ့ item တွေကိုကျွန်တော်မလုပ်တယ်ဖော်နေပတ်ထုတ်တယ် item တွေကိုပဲဖော်နေပတ်ထုတ်မှာနော် item ကိုပဲဖော်နေပတ်ထုတ်မှာဘာဖြစ်လို့လဲဆိုပရင်ထုတ်ခြင်း oh sorry program run ခြင်းကွဲသွားတယ်ဟုတ်လား dot item ဆိုပြီးတော့ item လေးတွေပဲကွဲပြီးတော့ဖော်နေပတ်ထုတ်ဖတ်ထုတ်ပြီးတော့ပတ်ထုတ်ပြီးတော့ကျွန်တော်တိုက်ကြည့်မယ်ဒီမဲ့ this item on item number 0ကဘယ်နှကြိမ်ပေါ်တယ် item number 1ကဘယ်နှကြိမ်ပေါ်တယ်ဆိုပြီးတော့ကျွန်တော်01နဲ့ကျွန်တော်ပတ်ထုတ်လိုက် ဟုတ်ကဲ့နော်ကြည့်မပြီးရင်နောက်ဆုံးမှာကျွန်တော်တို့ကဒီထဲမှာနောက်ဆုံးအနေနဲ့ဒီ disk disk ဆိုတဲ့တန်ဖိုးတွေဒီထဲမှာဘယ်နှချိန်ပါလဲဆိုတော့ gas method နဲ့ရယူလို့ရတယ်ဆိုတော့ကျွန်တော်ပြအောင်ဟုတ်ကဲ့ okay run ကြည့်မယ် run ပြီးတော့ကျွန်တော်ထပ်ရှင်းပြအောင်မယ်ကုတ်ကလိုက်ရင်တန်မပေါ့အိုးဒီလို run ဒီလိုဖြည့်ထွက်တယ်စင်းပြည့်တယ်ဒီလိုစည်းထားတယ်ငါတို့တော့ဘာမှမရေးရလဲဟုတ်လားကျွန်တော်ကောင်တာရေးတယ်ကောင်တာ object ကြည့်မယ် phone နဲ့ကောင်တာ object ကို my list ထည့်ထည့်ထားတဲ့ list ကို counter object လို့လဲဒီလိုဖြစ်တာ counter object လို့လဲဖြစ်လိုက်တဲ့အချိန်မှာထုတ်ပုံတုံးနေမတူဘူးเนาะဒီမှာ calibrus sorry present this ထည့်ထုတ်ပြတယ် present this ထည့်မှာမှာနောက်ထပ်ပါရှိဘူး calibrus ရှိအဲ calibrus ထဲမှာသူတွဲထားတဲ့အတွဲလေးကြည့်လိုက်1ဆို၄ချိန်နဲ့2ဆို3ချိန်နဲ့3ဆိုတော့2ချိန်နဲ့4ဆို1ချိန်နဲ့5ဆို1ချိန်ဆိုပြီးတော့ထုတ်ပြတာဒါဒီ counter object လေးဖြစ်သွားပြီဖြစ်သွားတဲ့ counter object ကိုကျွန်တော်တို့ item web button item button တော့ဒီမှာ item လေးတွေ1 2 3 4 5 ျွန်တော်တို့ရှိနေတဲ့1 2 3 4ပါပဲရှိနေ။ဟုတ်ရှိသမျှ item list သေးသူရထက်နေတာတွေမရတော့ဘူး။တူနေတာတွေတူမီယူတော့ဘူး။ရှိတဲ့ဟာကိုအနှစ်ချုပ်ထုတ်လိုက်တော့တနည်းတော့5ဆိုလို့ရ။ရပြီတော့အပီးရဘယ်နှကြိမ်ပါလဲဆိုတော့ကျွန်တော်တို့က this item တော့1 0နဲ့1ပေါ်တယ်။0နဲ့1ဆိုတော့ဗျာ။ဒါက0ဒါက1ဒါက0ဒါက1အားကြောင့်လို့ကျွန်တော်တို့က01ယူပြီးတော့ထုတ်လိုက်တော့ဒီလိုလေးရ။ဟုတ်နော်။ဒရက်တရီဒီလာနော်။ဒါဒရက်တရီဒီလာ01 01 01ဆို0ကဒီဘက်ဒီလား1နေရာဒီဘက်ကိုလာဒီလိုပြဘယ်နောက်ဆုံးနေနဲ့ကျွန်တော်တို့အကြံယူဘယ်လိုရလဲဆိုတော့1 I list count of gas ဆိုပြီးတော့ gas method နဲ့ယူရကျွန်တော်တို့ထင်ချင်မှဒါ1ကိုထုတ်လို့ရကျွန်တော်တို့ဟာထုတ်လိုက်ပြီလေ음3ကိုထုတ်လိုက်3 okay 3ကိုထုတ်ပြီးကျွန်တော် run run controls channel run run module okay 3ဆိုတော့ value 1 api oh sorry ဒါတရား3ရတယ်ဒီနောက်မှာ value 1ကလည်းဘာဖြစ်မှာ3ဖြစ်လာဗော value 3ကဘယ်နှကြိမ်ပေါ်လဲ2ကြိမ်ပေါ်တယ်အဲ့ဒါပဲ cast method လေးကိုသုံးတမ်းမယ်ဒါစီတော့ counter object ကို message ပေးလိုက်တာ counter object မှာရှိတဲ့ item method cast method object ဖြစ်တဲ့တော့ object နာမည်နဲ့တွဲခေါ်ရတယ် object ကိုကိုးစားပြုတယ်ဒီမှာဆို object ကိုဗာနဲ့ကိုးစားပြုတာနော် list count ဆိုပြီးတော့ဒီထဲကိုထည့်ထားတာဟုတ်ဒါသည် counter object အမျိုးအစားတစ်မျိုးကိုတင်စီထားတဲ့ variable နဲ့အဲ့ variable နဲ့ရနေပဲခေါ်ပြီးတော့ dot ဗာညာဗာညာဆိုတော့ဆက်သွားတယ်ဟုတ်ကဲ့အဲ့ဆိုတော့ counter object လေးရတယ်လေ list နေတဲ့နေရာမှာတီးတင်တဲ့ဟာလေးမျိုးကျွန်တော်စတင်ပြီးတော့ message ပေးလိုက်တယ်ဟုတ်ကဲ့နော်โอเค တန်ကြီးပြပြီးတော့နောက်ထပ်တစ်ခု proper dictionary တွေ set တွေတွားကြတာပေါ့ဗျာโอเค thank you ပြ